ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ရွေးကောက်ပွဲကိုနှစ်လအတွင်း၄ပိုင်းခွဲကျင်းပမယ်လို့စစ်ကောင်စီဥက္ကဋ္ဌဘူရှုံမွန်ကြီးမင်းအောင်လှိုင်ကပြောဆိုထားရာဒီရွေးကောက်ပွဲဟာကောင်းကျိုးတက်ဆိုးကျိုးတွေရှိလာနိုင်တဲ့ရွေးကောက်ပွဲလို့နိုင်ငံရေးသမားတရှုကသုံးသပ်တာတွေရှိနေပါတယ်။ရွေးကောက်ပွဲဖြစ်ရင်ပြီးပြီဆိုတဲ့ပုံစံမျိုးလုံးမှာဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲအပေါ်နိုင်ငံတကာကလည်းရှုံရှားပြစ်တင်မှုဖြစ်လာနိုင်ပြီးပွင့်လင်းမြင်သာမှုလည်းမရှိပေ NDA လဲများတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်နိုင်တယ်လို့လေဦးပေတန်းကပြောပါရယ်။အဲ့ဒီရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလတာဒီယာအပန်နန်စတုတ်ထအပဲ2026ခုနှစ်ဇန်နဝါရီလပထမအပတ်နဲ့ဒုတိယအပတ်တို့မှာလေးပိုင်းခွဲကျင်းပသွားမည်လို့ဘူရှုံမှုကြီးမင်းအောင်လိုင်ကပြောဆိုခဲ့ပါရယ်။ပြည်ရင်းလက်နက်ကိုင်ပဋိပက္ခတွေကြောင့်အခုလိုလေးပိုင်းခွဲပြီးကျင်းပဖို့စီစဉ်ရတာဖြစ်ပြီးဒီလိုအပိုင်းခွဲပြီးကျင်းပတာဟာဥပဒေနဲ့ညီညွတ်တယ်လို့လေသူကဆိုပါရယ်။ အခုလိုရွေးကောက်ပွဲကို၄ဘိုင်းခွဲပြီးကျင်းပမှာဟာမြန်မာနိုင်ငံလူလက်ရေးရပြီးနောက်မြန်မာတမိုင်းမှာပထမဆုံးအကြိမ်ကျင်းပမှာဖြစ်တယ်လို့လည်းသိရပါဗျ။